မေရိကန်သမ္မတသိပ်တော်နဲ့ထွန်ချမှတ်ခဲ့တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတားမြစ်ချက်တွေကိုကမ္ဘာခေါင်းဆောင်တွေနဲ့နိုင်ငံတကာအစိုးရတွေကဝေဖန်လိုက်ပါတယ်။ပိတ်ပင်တားမြစ်ချက်တွေဟာပြည်ထောင်နိုင်ငံသားတွေကိုထိခိုက်ခဲ့မယ်ဆိုရင်ပြည်ထောင်အနေနဲ့ဈာဝင်ဆောင်ရွက်ပေးမှာဖြစ်ပြီးပြည်ထောင်ဝန်ကြီးချုပ်ထရီဇာမေဟာပိတ်ပင်တားမြစ်ချက်တွေကိုသဘောမတူကြောင်းအမေရိကန်နိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဟာအမေရိကန်ရဲ့အရေးကိစ္စသာဖြစ်ပြီးပြည်ထောင်အနေနဲ့ဒီလိုမျိုးပိတ်ပင်မှုတွေကိုသဘောမတူကြောင်းဒေါင်းနီလန်ကထုတ်ပြန်ခဲ့ပါတယ်။ ပြည်ထောင်နေနဲ့ပြည်တွင်းပြည်ပရှိမိမိတို့နိုင်ငံသားတွေရဲ့အခွင့်အရေးတွေနဲ့လွတ်လပ်ခွင့်တွေကိုအကာအကွယ်ပေးသွားမှာဖြစ်ကလူမျိုးကြောင့်တားမြစ်ကတ်သက်ခြင်းဟာမှားယွင်းပြီးတင်းမာတဲ့သဘောဖြစ်နေကြောင်းပြည်ထောင်နိုင်ငံသားဝင်ကြီးဘော်ရစ်ဂျွန်ဆင်ကတွစ်တာမှာရေးသားခဲ့ပါတယ်။ EU နိုင်ငံသားရေး policy ကြီးကမိုဂါရီနီကလည်း EU အုပ်စုနေတဲ့စစ်ပွဲတွေကြောင့်ထွက်ပြေးလာသူတွေကိုဆက်လက်ကြိုးစားထောက်ခံဆောက်ရှောက်ပေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ Trump ရဲ့လှုပ်ရက်ဟာ Eastern Bloc ကိုပြပြသားသားစော်ကားတဲ့လှုပ်ရက်ဖြစ်ပြီးအဲ့ဒီလှုပ်ရက်ကိုအစွန်ရောက်တွေနဲ့အစွန်ရောက်တွေကိုထောက်ခံတဲ့သူတွေအတွက်ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်သွားလိမ့်မယ်လို့ Iran နိုင်ငံသားရေးဝန်ကြီးဇာရစ်ကဝေဖန်ခဲ့ပါတယ်။ Trump ရဲ့ဆုံးဖြတ်ချက်ဟာလေးနက်တဲ့ကွဲပြားခြားနားမှုတွေကြောင့်နောက်ထပ်အကြမ်းဖက်သမားတွေဆူယုံလာစေဖို့မျိုးစီဩဇာကောင်းအောင်လုပ်နေရုံသာဖြစ် ဖြစ်ပြီးအစွန်ရောက်လှုံ့ဆော်ရေးစကားတွေကိုအတုံးချပြီးအကြမ်းဖက်သမားတွေပုံများလာအောင်လှုပ်ပေးနေသလိုဖြစ်နေရလို့ဇာရီကဆက်လက်ပြောကြားခဲ့ပါတယ်။ တရားဝင်ဗီဇာရရှိထားသူတွေမပါပေမဲ့လက်တော့ပြန်တဲ့အနေနဲ့အီရန်ကိုဝင်ရောက်ဖို့ဗီဇာရှောက်မဲ့အမေရိကန်တွေကိုပိတ်ပင်သွားမယ်လို့အီရန်နိုင်ငံသားဝင်ကြီးဌာနကအစောပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဂျာမနီဝင်ကြီးချုပ်အန်ဂျလာမာကက်အနေနဲ့နိုင်ငံတွင်းဝင်ရောက်ခွင့်ပိတ်ပင်တာကိုနောက်နောက်ရနေကြောင်းအကြမ်းဖက်မှုကိုတိုက်ဖြတ်မယ်ဆိုရင်လည်းတန်တရားရှိတယ်ဆိုတဲ့အချက်ဒါမှမဟုတ်စက်မြစ်ကိုကြည့်ပြီးလူတွေကိုပိတ်ပင်တာဟာတရားနည်းလမ်းမကျကြောင်းမာကက်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်ပါတယ်။ ထရန့်ရဲ့ဆုံးဖြတ်ချက်ကြောင့်နှစ်နိုင်ငံသားခံယူထားတဲ့ဂျာမနီနိုင်ငံသားတွေကိုပိတ်ပင်မှုရဲ့နောက်ဆက်တွဲကြိုးဆက်တွေကိုဂျာမနီအနေနဲ့ပြန်လည်ဆန်းစစ်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။ထရန့်ရဲ့ပိတ်ပင်မှုဟာအကြမ်းဖက်ဝါဒကို တကမ္ဘာလုံးကတိုက်ဖြတ်နေခြင်းနဲ့ဒုက္ခသည်စီမံခန့်ခွဲမှုကိုအနှုတ်လက္ခဏာသဘောအကျိုးသက်ရောက်စေတယ်လို့အင်ဒိုနီးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူအာမနာဒါနာဆာက AFP ကို ပြောကြားခဲ့ပါတယ်။ အစိုးရဝါဒနဲ့အကြမ်းဖက်ဝါဒဟာဘာသာတစ်ခုတည်းနဲ့ဆက်နွယ်နေရလို့စဉ်းစားတာဟာမှားယွင်းနေကြောင်း၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတာမြင့်ချက်တွေကိုပြင်သစ်၊ဆွေဒင်၊ဆွစ်ဇာလန်၊နယ်သာလန်၊ပိုလန်၊ချက်စတဲ့ဥရောပနိုင်ငံတွေကလည်းဝေဖန်ပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။